အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့ Winnadet Professional Training Center ရဲ့ founder နနာဝင်းဖြစ်ပါတယ် Winnadet Professional Training Center ကို2018ခုနှစ်ကနေစတင်တည်ထောင်ခဲ့ပြီးတော့မှယနေ့ချိန်ထိသင်တန်းသားပေါင်း3000ကျော်ကိုကွန်ပျူတာဘာသာစကားနဲ့အသံမွေးဝမ်းကြောင်းပညာရပ်တွေကိုသင်ကြားပို့ချပေးပြီး ဖြစ်ပါတယ်ရှင်ကွန်ပျူတာနဲ့ပတ်သက်ပြီးအခြေခံမှစပြီးတော့ကွန်ပျူတာသင်တန်းပြန်လည်ဖွင့်လှစ်နိုင်သည့်ဒီသင်ကြားပေးတဲ့ Trainer Trainer TOD သင်တန်းများကိုလည်းဖွင့်လှစ်သင်ကြားပေးနေပါတယ်မန္တလေးမြို့မှာပထမဆုံးကွန်ပျူတာဆရာဖြစ်သင်တန်း န်းချောင်းကိုခွင့်လှစ်တင်ကြပေးတဲ့တန်းတန်းချောင်းတစ်ခုဖြစ်လဲခုံယူစွာဖြင့်ရည်တည်နေပါတယ်ရှင်။ Winner Dash မှာကွန်ပျူတာနဲ့စျေးငိုင်တန်းတန်းများအပြင်ဘာသာစကားတန်းတန်းများဖြစ်တဲ့ English, Polish, Chinese, Korean နဲ့ Japanese language တန်းတန်းများကိုလည်းခွင့်လှစ်တင်ကြပေးနေပါတယ်။ တင်နှံပြီးဆုံးသွားတဲ့အခါမှာသက်ဆိုင်ရာဘာသာရေး line နိုင်ငံသားတို့ပညာတော်တင်လျှောက်ထားခြင်းအလုတ်ကင်ခွင်လန်းများရွေးချယ်လျှောက်ထားခြင်းများကိုလည်းတင်နှံမှာခြေဆက်ဆောင်ရွက်ပေးပါတယ်ရှင်။တင်နန်းကျောင်းဒီနေရာကတော့မန်လီမြို့ရဲ့အချက်ချကြတဲ့အဓိကလမ်းမကြီးဖြစ်တဲ့62လမ်းမကြီးပေါ်နဲ့26လမ်း28လမ်းကြားမှာတည်ရှိတာဖြစ်တဲ့အတွက်လွယ်ကူအဆင်ပြေစွာသွားလာလို့ရပါတယ်။ Winner Dash မှာတင်နန်းပြီးသွားတဲ့သူတွေအနေနဲ့လုပ်ငန်းခွင်ဝင်ကျင်နေဆိုရင်အဆင်ပြေအောင်လို့လုပ်ငန်းပေါင်းများစွာနဲ့ချိတ်ဆက်ထားပြီးတော့လုပ်ငန်းခွင်ဝင်လို့ရအောင်လဲစီစဉ်ဆောင်ရွက်ပ ြေပါတယ်။နေမလာပြီးတော့တင်းနှံတယောက်ချင်တဲ့သူတွေအတွက်လည်းနေထိုင်စရာစိတ်ချလုံခြုံရတဲ့အဆောင်နေရာနဲ့အစားအသောက်များစီစဉ်ပေးထားတာကလည်းဝန်ထမ်းတဲ့အားသာချက်များထဲမှာတစ်ခုဖြစ်ပါတယ်။နောက်ထပ်အားသာချက်တစ်ခုကတော့တင်းနှံပြီးတာနဲ့ကိုယ်ပိုင်လုပ်ငန်းထူထောင်လုပ်သူတွေအတွက်အသက်မူဝမ်းကြောင်းပညာရည်တွေဖြစ်တဲ့ဈေးရိုက်တင်နှံ၊ဖူမီတာစာစီစာရဲ့နေမေးတူဆိုင်ဖွင့်လို့တဲ့သူတွေအတွက်တင်နှံ၊ဖူမီတာတင်နှံပြန်ဖွင့်လို့သူတွေအတွက် TOD တင်နှံများကိုလည်းတနေရာထဲမှာတင်ယူနိုင်အောင်စီစဉ်ထားပြီးတော့တင်နှံပြီးလုပ်ငန်းပြန်လည်ထူထောင်နိုင်သည့်ဖြစ်လေ၊ဂူကြီးပံပိုးပေးသွားပါတယ်။ အဓိကအားသာချက်ကတော့ဖူမီတာတန်းန်းတစ်ခုပြီးသွားပြီနဲ့အဖက်ရှင်စနေတနင်္ဂနွေတိုင်းကိုပြန်လည်လေ့ကျင့်နိုင်ခြင်းမိသွားတဲ့သင်ခန်းစာတွေကိုပြန်လည်ရှင်းပြခြင်းကိုတန်းန်းသားဟောင်းတိုင်းရာသက်ပံရရှိမဲ့အခွင့်အရေးဖြစ်ပါလိမ့်ရှင်။ဒီခုလိုခွင့်လန်းကောင်းများစွာရှိတဲ့ဝင်းနာတက်မှတန်းန်းများကိုရွေးချယ်တက်ရောက်ဖို့ဝင်းနာတက်ကိုတည်ထောင်သူတယောက်အနေနဲ့အားလုံးကို ဖိတ်ခေါ်ကြိုဆိုလိုက်ရပါတယ်ရှင်။အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ရှင်။